ဟိုင်းအားလုံးပဲမင်္ဂလာပါ Newspeak Channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါရစေ2025ခုနှစ် April 17ရက်နေ့ကျွန်တော်ညပိုင်းဗီဒီယိုတင်ဆက်မှုနေနေပါတော့ဒီနေ့ညမှာတော့ဆုံးချက်တည်းရတဲ့တော်လန်တရင်ကောင်းများစွာရှိတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဗီဒီယိုကိုစာဆုံးကြည့်ရှုပေးကြဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါရစေကျွန်တော်တို့ခတိုင်းလိုပဲဗီဒီယိုတွေမှာချစ်ခင်မှာအယုံဆုံးနေနဲ့ဦးဖျားဖျားကြားတည်းရတဲ့ပါတော့တော်လန်တရင်တိုလေးတွေအယုံဆုံးချစ်လိုက်ရအောင်ပထမဆုံးတရင်တဲ့ဖို့အနေနဲ့ကတော့ မကွေးတိုင်းပခုတ်ကုံမြို့ကကွင်းအားနဲ့ပြန်လာတဲ့ကပ္ပဆာနတ်စလေးကဘုံမှုတော်စင်ဦးနဲ့စစ်တပ်ထောက်တိုင်းအင်ဖြူရော်ကက်တီဗီပိုင်ရှင်မျိုးတို့ပြက်ခတ်ခံပြီးတော့မှတေဆုံသွားတဲ့ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။ညကကြားတာကအင်ဖြူရော်ကက်တီဗီကိုဝင်ပြက်တယ်လို့ကြားတာပြက်ခတ်တံတွေရောလက်နဲ့ကြီးထူးတံတွေရောလက်နဲ့ငယ်ပြက်တာတွေရောစူညံနေတာအင်ဖြူရော်ကက်တီဗီနဲ့ခုပြက်တဲ့နေရာကဆိုတွင်ရွာလေးပဲချားတာဘယ်ဖွဲတွေကဝင်ပြက်တာလဲတော့မသိရသေးဘူးဒီမနစ်လမ်းတွေတော့မပိတ်ဘူးဆိုပြီးတော့မှ ဘခုကိုမြို့နေပြည်သူတူကနေပြမပြောဆိုထားတာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်အခုဆိုရင်ဒီလိုမျိုးပြည်သူတွေပေါ်မှာရက်စရုံမာတယ်ပါလားစစ်ကောင်စီရဲ့ဘုံမှုဘူကြီးတွေကဆာလို့တောက်တိုင်တွေအလုံးကိုရှင်းလင်းနေတာဖြစ်ပြီးတော့မှပျော်လွန်ပြီးတော့မှအခုဆိုရင်နှစ်ဘဝကုသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်းကျွန်တော်များစွာတွေ့နေရတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတို့တဖို့အနေနဲ့ကတော့မကွေးတိုင်းမကွေးမြို့နယ်မှာစစ်ရာရှိကြီးတူရဲ့ဆဲချော်တဲ့အရွယ်တားဖြစ်သူကိုစစ်မှုထမ်းခိုင်းဖို့ပေါ်သားဆွဲဖမ်းဆီးခဲ့လို့နိုင်ရီကန်ကျေးရွာနဲ့ရွာတက်ကလေးကျေးရွာအချွေးမုန်တို့ထွက်ပြေးနေရတဲ့ဆိုတဲ့သတင်းဖြစ်ပါတယ်။ နှက်ကန်ကျေးရွာအုတ်ချွေးမှုဝင်းစော်နဲ့ရွာတက်ကလေးကျေးရွာအုတ်ချွေးမှုဟာမောင်တို့ဟာဆိုရင်စမုထန်းအတွက်ပေါ်သာဆွဲတာလူတစ်ရှာတွေလုံနေတာကြပြီးအဲ့ဒီမှာပူသူတို့နှစ်ဦးပေါ်သာဆွဲလိုက်တဲ့ကလေးတယောက်ကစစ်ကောင်စီရဲ့အကြီးပိုင်းတယောက်ရဲ့တာဖြစ်နေတော့မတီးပဲဆွဲလိုက်တာဖမ်းထားတဲ့လူငယ်တွေကိုအမတ်၃ရက်တည်းချိန်မှန်တရင်ကိုပို့တယ်တထဲရောက်မှသူတို့ဖမ်းလာတာကစကားဆာအကြီးပိုင်းတယောက်ရဲ့တာဖြစ်နေတာသိတာအဲ့ဒီတော့အဲ့ဒီအုတ်ကြီးနှစ်ဦးလဲအစားဖြောက်ပြီးတော့မှထွက်ပြေးနေတယ်ဆိုပြီးတော့မှအဲ့ဒီဖြစ်စဉ်ကိုတေချာကိုတီထားတဲ့ပေါ့နော်ဒေတာခံပြီးသူတို့ကလည်းပြမပြောဆိုထားတာပဲဖြစ်ပါတယ်ဒီကောင်တွေကတော့ မွေရဖို့အတွက်ဆိုရင်တို့တို့ဒီစကောင်စီရာရှိတွေရဲ့တာသမီတို့တို့မှမချမ်းမံပဲနဲ့အခုဆိုရင်ပေါ်တာဆွဲဖန်းစီပြီးတော့မှတတ်သေးကိုအတင်းပို့လို့လိုက်တာပဲဖြစ်ပါတယ်ဆိုတော့ဒီကောင်တွေကတော့အခုဆိုရင်အစားနာဖြောက်ထားပြီးတော့မှပေါ့နော်သူပြင်းနေရတာပြီးတော့မှကြာခင်မှာတော့တို့အချင်းချင်းပြန်ကမ်းမဲ့ပွဲလေးတွေလည်းကျွန်တော်ကြားဖို့ရှိတာဖြစ်ပါတယ်ကဲကျွန်တော်ဒီနေ့ညပထမဆုံးအနေနဲ့ကြက်မှာကတော့အခုဆိုရင်ကျွန်တော်ငလင်မေးတန်ကြောင့်ပြည်သူများစွာအသက်ဆုံးရှုံးခဲ့ပြီးပြီဖြစ်လို့ပေါ့နော်နေပြီးတော့မှဆိုရင်လည်းထိမ့်ထိမ့်ခံထားရတဲ့ ဒေါ်စန်းစုကြည်ဟာဆိုရင်ကျော်တို့သူလည်းဒဏ်ရရှိသွားတယ်ဆိုတဲ့အကြောင်းကိုဆရာကိုရှာနေပြီးမှတရားလေးပြပြထားတာပဲဖြစ်ပါတယ်။ဆရာကိုရှယ်ဘလိုမျိုးတွေပြောထားမလဲဆိုတာကျော်တို့စကြည့်လဲရအောင်နော်။ဟိုနေပြီးတော့မှဒီလောက်တောင်ဖြစ်နေတယ်ဗျာ။အာဒေါ်အောင်ဆန်းစုကြည်ရဲ့ဘယ်လက်ဖြန်ယူကျိုးသွားတယ်ဆိုတာကိုအာကျွန်တော်စုံစမ်းသိရှိရတယ်နော်။ဒါကျွန်တော်မမှန်ကန်ပြောပြတာ။ဆိုတော့อืมကျွန်တော်ကလည်းအိတ်နေပြီ။တည်င်းဝင်လာတော့ကျွန်တော်တည်င်းတင်ပေးလိုက်တယ် ဒါပေမဲ့ NUG ကဒေါ်အောင်ဆန်းစုကြည်ရဲ့အခြေအနေကိုသူတို့အမြဲတမ်းသတင်းပေးနေတယ်ဟိုဒေါ်အောင်ဆန်းစုကြည်ကိုလည်းတွေးလို့မရဘူးဗျာအဲဆမ်းမာလာညွန့်ဆိုတဲ့ကောင်မသူ့သားသမီးနှစ်ယောက်ကတော့ NUG ကိုသတင်းပေးပြီးတော့အမေရိကန်ကိုရောက်သွားပြီ NUG ကအဲဆမ်းမာလာညွန့်ဆိုတဲ့ဖာသင်မကိုလည်းတနေ့စီရင်ရှင်းဖို့ရှိတယ်ကျွန်တော်နော်ဒေါ်အောင်ဆန်းစုကြည်ရှေ့နေလို့ပြောတယ်သားတွေသမီးတွေအကုန်လုံးကိုနိုင်ငံခြားထုတ်လိုက်တယ် NUG ကိုမဟုတ်မဟုတ်သတင်းတွေပေးတယ် ကျွန်တော်သိတယ်အဲ့ဒီကောင်မကိုဒီကောင်မကဘာမှမဟုတ်ဘူးတိတ်တော်တဲ့ရှင်းနေတယောက်လည်းမဟုတ်ဘူးနော်အာဟိုကျွန်တော်ဆိုအများကြီးကျွန်တော်နဲ့ပတ်သက်တဲ့ရှင်းနေတွေတပုံကြီးရှိတယ်ပမာငယ်ရိုက်တတ်လို့တော့မကုန်ဘူးနော်စမ်းမာလာညွန့်ထက်တော်တဲ့ရှင်းနေတွေတပုံကြီးရှိတယ်ကျွန်တော်မှာအခု तू ကထဝင်းစာတွေ့ဖို့အတွက်မိုးကုတ်ကတထေးသမီးကပေးတဲ့ပတ်စံနဲ့သွားတာထောင်ပိုင်ကထဝင်းစာကိုပဲလက်ခံတဲ့လူချင်းပေးမတွေ့တာကို လူချင်းပေးတွေ့တဲ့ပုံစံနဲ့သူက NUG ကိုတင်ပို့တယ်။ဒေါ်စုဘာမှမဖြစ်ပါဘူးပေါ့။ဆိုတော့ကျွန်တော်ပြောတာဘယ်လက်ဖြန့်ယူကြိုးနေတယ်။ဒီမှာဆရာကိုရှင်းရတော့ပါနော်။ဒီငလေးမေးတဲ့အကြောင်းအချင်းကြနေတဲ့ကျော်တို့အမေဆိုတာဆိုရင်လည်းဘယ်လိဖြန်ရိုးချူသွားတယ်ဆိုတဲ့အကြောင်းကိုဒီပေးပြောဆိုထားတာပဲဖြစ်တယ်။အဲ့ဒီအချိန်မှာကျော်တို့ကြားသိထားတဲ့အတိုင်းအမေဆုကဒီငလင်ဘေးဒါနဲ့ပတ်သက်ပြီးတော့ဘာမှတိုင်ရမရရှိခဲ့ဘူးဆိုတဲ့သတင်းရဆိုတော့မားဖြစ်တယ်ဆိုတော့သူကနေပြီးတော့ ပြန်လည်ထုတ်ပြောလာတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့နဲ့ဘယ်လိုမျိုးသတင်းတွေထပ်ပြီးတော့မှထွက်လာအောင်လဲဆိုတာတော့စောင့်ချက်မှာဖြစ်ပြီးတော့မှဆရာကိုရှယ်ရဲ့တတင်းအားတော့အမှန်ဖြစ်မလားဆိုတာတော့ပေါ့နော်ကျွန်တော်တို့အနေနဲ့စောင့်ချက်မှာပဲဖြစ်ပါတယ်မိဘပြည်သူတွေဘက်ကနေပြီးတော့မှလည်းကိုကြားထားတဲ့သတင်းတွေကတိတိခါလုံးလဲဆိုတော့ခြာရေးပေးခဲ့ကြဖို့ကျွန်တော်ဒီနေ့ကနေအားလုံးကိုတောင်းဆိုပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတစ်ပုဒ်အနေနဲ့မြန်မာရာဇဝင်ထဲမှာတော်တော်လေးကိုထင်ရှားတဲ့ပေါ့နော် စုဆောင်စကားတွေနဲ့ကျွန်တော်တို့တော်လိုင်းရေးမှာဖြစ်ဖြစ်နေတဲ့အဖြစ်အပျက်တချို့ဟာဘယ်လိုမျိုးဆက်ဆက်နေလဲဆိုတာကိုကျွန်တော်တို့ကိုယ်စွဲနဲ့ပြတမတေချာလေးပြပြထားတာဖြစ်ပါတယ်။ကိုယ်စွဲဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်စစ်ပြတမကြည့်လိုက်ရအောင်နော်။ဒီစားတဲ့ဆင်းမင်းကဆိုတော့သူ့ဘက်တော့အင်ဂျင်မကူပင်းတဲ့ခါမှာခါချင်းပါသွားတော့ခါချင်းကတော့ဒီဆင်းနေအတွက်ခါချင်းကတကယ်ခက်ခဲပါတယ်။ဒီနှမောင်းနဲ့ကိုဝင်ပြီးတော့မှခိုက်လိုက်တဲ့အချိန်မှာဆင်းနေရကိုတုံးကနေလဲကြခြင်းလည်းဖြစ်တဲ့အထိကိုမှာကြည့်ရတယ်နော်။ဒါပေမဲ့စားတဲ့ဆင်းမင်းကလည်းရည်ရွယ်ချက်တော့မရှိပါဘူး။အင်ဂျင်မလေး ပေးလိုက်တယ်ပေးလိုက်တဲ့အချိန်မှာခါကြီးကိုပါသွားတဲ့အချိန်မှာဆူလာသူ့ဘက်ကဘာဆုတောင်းစတဲ့ဆင်းမင်းကသူ့လိုချင်တဲ့အချိန်တိုင်းမှာဒီအဆွေတွေပြတ်ကြသွားတယ်ဟောဆက်ဆက်တားတူရဲ့သူ့ရဲ့ဟိုတနေရအဆက်ဆက်ဘောဆက်ဆက်သူ့ရဲ့အမျိုးသေးတွေရဲ့အောက်မှာပဲပေးဆက်သူဖြစ်ရပါစေဆိုတဲ့ပုံစံမျိုးလေးသူဆွတောင်းတယ်ပေါ့အဲ့တော့အဲ့ဒီဆွတောင်းချက်ကိုကိုယ်ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်သူတို့ကမင်းဆွတောင်းချက်ကသူများကလည်းအဖြစ်မမြင်နိုင်နဲ့ကိုယ့်ကို ြုပြင်စိတ်ရှိတော်သူနားလည်းတတော်သူစာနာတတော်သူဖြစ်ရပါစေလို့ဤဆိုတဲ့ပုံစံမျိုးဆိုတော့အဲဟုတ်ဟုတ်ဟုတ်ရတင်ရပုဂ္ဂိုလ်တုံးရဲ့ဒောင်းချက်ဒီတော်ဘာချချက်ရှိအဲ့တော့ကျွန်တော်တို့တော်နိုင်ရေးပါလေဗျဘုလိုချက်လေးဆိုဆူလာတုပ္ပဒါလို့ဆူတောင်းတဲ့သူတွေတော်နိုင်ရေးပါအရင်များပရဟိတစတာတော်နိုင်ရေးပရဟိတဆိုတာအရင်ကိုနူးညံ့တယ် အရန်ကိုလည်းဂျင်းသူးစရာကောင်းဒါပေမဲ့တချို့ကတော်လိုင်းအလုံးနေပြင်မယ်ဆိုတော့သူ့ဘက်တာလို့တောင်းတဲ့ပုံများတယ်အဲ့တော့ဆရာကြီးနေဝင်နေပြောတယ်ဗျာကျွန်တော်တို့ဘွားတွေဆူတောင်းမမားဖို့ဆူတောင်းမားွားလို့စနစ်တစ်ခုနှိမ့်ချသွားတဲ့အခါကြလို့ရှိရင်အနိုင်ငံလုံးအတိုင်းတာလူထုတရလုံးအတိုင်းတာဒုက္ခရောက်သွားမှာနှိမ့်ချသွားမှာဖြစ်တဲ့အကြောင်းဆူတောင်းမမားဖို့ပဲအကြံဉာဏ်ပြုချင်တယ်ဗျာနောက်တစ်ခုကတော့အဲ့ဒါဘာကိုပြောချင်တာလဲဆိုတော့ကျွန်တော်တို့ဗျာဒီ2024ခုနှစ်မှာ ဒီ MOD ရဲ့အောက်ကလည်းလုပ်ထွက်ကြတဲ့ကရင်တပ်ဖွဲ့ရှိကြတယ်သူတို့အကြောင်းအမျိုးမျိုးသူတို့ခံစားချက်အမျိုးမျိုးသူတို့တွေ့ကြုံနေရတဲ့နေမြေဒေတာဒုက္ခအမျိုးမျိုးကြောင့်သူတို့ဒီဒေါ်လာကြီးကိုဆက်လိုက်ရှင်ဆိုင်ဖို့တခြားလမ်းကိုရွေးခဲ့ကြတယ်။ဒါပေမဲ့ဟိုအဲ့လိုထွက်ခွာသွားတဲ့ပုံမှာအစစ်စစ်ကိုကဲမှုကိုဘယ်လိုပြုပြင်ရမလဲဆိုပြီးတော့မှတွေးတောစဉ်းကျင်စဉ်းစားတာထက်ဆူလာသူ့ဖက်တာလို့ဆူတောင်းမျိုးတွေနဲ့ပြတ်သုံးပါပြီဆိုတဲ့ဆူတောင်းမျိုးတွေတွေ့လာရတဲ့အခါ တော်လည်းရေးလို့ရင်းနဲ့စိတ်မကောင်းဖြစ်ရတယ်ပေါ့နော်ကိုဆွဲပြတော်ရဲ့အရင်ကောကောင်းတယ်နော်ကျတို့ကိုဆွဲကနေမြေမှာခုဆိုရင်စတဲ့စီမင်းစက်နဲ့ပတ်သက်ပြီးတော့မှသူကနေဥပမာပြပြီးတော့မှခုဆိုရင်ကျတို့တော်လည်းရင်းမှာလည်းအချင်းချင်းညီညွတ်ပြီးတော့မှစုတော်မှမှကြဖို့ပြောဆိုထားတာဖြစ်ပါတယ်ကျတို့အားလုံးလက်တည်ထားတဲ့အတိုင်းအရင်ကဆိုရင် MOD လက်ကနေပြီးတော့မှခွဲထွက်ချတဲ့တပ်ဖွဲ့တရင်များစွာရှိတာပြီးမှအဲ့ဒီအကြောင်းရတဲ့ပတ်သက်ပြီးတော့မှကျတော်ဝေဖန်တန်တွေပြီးတော့မှချင်းချင်းတွေးခွဲမဲ့စကားတွေပြောဆိုမှုတွေလည်းများစွာခြုံတွေးခဲ့တာပဲဖြစ်ပါတယ်အခုချိန်မှာတော့ ကျွန်တော်နဲ့အားလုံးစုစုစည်းစည်းနေပါတော့ကိုယ့်ရဲ့ human chat ဖန်တိုင်စကောင်စီအာနာရှင်တစုဖြူချာရေးဆိုတဲ့ဖန်တိုင်ကိုအမြင့်ဆုံးထားပြီးတော့မှအခုဆိုရင်ခြေလန်းပြင်ဆင်နေကြတာမို့လို့အားလုံးစုစုကဗီဒီယိုတွေနဲ့ရက်တည်ပြီးတော့မှစူးစမ်းထားမယ်ဆိုတဲ့အကြောင်းကိုဦးစွဲရနေပြီးတော့မှတရားလေးဖျက်ဖျက်ထားတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ပုဒ်အနေနဲ့ပါတော့ ကျတော့ချင်းညောင်တဖွဲ့နဲ့ဂျန်နက်တော်လိုင်းရဲ့မဟာမိတ်ပူပေါင်းတဖွဲ့ဝင်တွေကလည်းမြန်မာဖလန်မျိုးကိုတင်ပတ်ရရှိပြီးတဲ့အချိန်မှာပဲအခုဆိုရင်2025မှာကုန်ခင်မှာပဲသူတို့အနေနဲ့ဒီထက်ပိုပြီးတော့မှအောင်မြင်မှုတွေရရှိအောင်ကြိုးစားသွားမယ်ဆိုတဲ့အကြောင်းကို CB ပြောရေးဆိုခွင့်ပို့ဖို့သူပြောတယ်ပေါ့နော်ဆလိုက်တင်မီထိုးကလည်းမြန်မာပြောကြားထားတဲ့အားလေးကျတော့ဆက်ပြီးတော့မှခြေလဲရအောင်နော်အာခုအချိန်မှာကျွန်တော်တိုင်းသားမှာရှိတဲ့အာတိုင်းသားတွေတာမှာရှိတဲ့လက်နဲ့ကင်တွေကတိုင်းသားတွေတာထေးမှာပဲတိုက်တာမဟုတ်ဘဲနဲ့တကယ်ကိုလူအပ်လို့ရှိရင်ကျွန်တော်အညာတွေတာမှာရောဖြစ်ဖြစ်စကိုင်းမကွေးတိုင်း ပြောနေတာမှာကျွန်တော်ဆက်လက်ပြီးတော့ခြေတက်မှာပဲအလိုအလောက်ရှိနေပြီးတော့ထိလဲကျွန်တော်ခြေတက်တော့ဖို့အာအာဖြစ်ပါမယ်ဒါပေမဲ့အခုချိန်မှာကျတော့အများကြီးအားကျပြီးတော့ပြောဖို့တော့မဟုတ်သေးဘူးပေါ့လေကျွန်တော်ဒါပေါ့အာဒီမှန်ချက်ထားတာကတော့အလိုတော့ရှိတယ်အဲနောက်ပြီးတော့အခုအညာတွေတာမှာရှိတဲ့လက်နက်ကင်တွေလက်တောင်ပေါ်မှာလည်းတိုက်တာပဲဘေးနေရာမှာဆိုတိုက်တာပဲဆိုတော့ကျွန်တော်တို့ပြည်သူတွေကိုပြောချင်တာကတော့ဒီအာဒီ2021ခုနှစ်ပေါ်ပေါက်လာတဲ့ တော်ထန်ကြီးပြည်သူတွေပါဝင်မှုတွေအတိပွင့်တွေကတော့ခုနှစ်2014နဲ့2015မှာအာမြင်နေရပြီပေါ့အာရင်းနှုန်းမှာကျွန်တော်တို့နည်းနည်းပြောမယ်ဆိုလို့ရှိရင်အာစအပေါ်ကစားတော့က2017မှာစားဖွဲ့စည်းကစားတော့ကအာကျွန်တော်တို့ဟိုဟိုဟိုဒီစစ်ကြောင်းထိုးတဲ့ကားတွေကိုမိုင်းနဲ့မိုင်းနဲ့ဖောက်တယ်ပစ်တယ်နောက်တော့ပြီးတယ်အဲ့လောက်အဆင့်ကနေ2023 2024လောက်2023လောက်ရောက်တဲ့ခါမှာစခန်းကြီးကြီးစခန်းတွေကိုကျွန်တော်တင်ပိုက်နိုင်တဲ့အကြီးအဆင့်မှာကျွန်တော်တို့ရောက်တယ် ဒါမှမဟုတ်2020လဲ2015မှာဆိုလို့ရှိရင်တော့ခလာရလိုမျိုးပုံစံပြောဟာကုန်းလိုမျိုးပုံစံနေပေါ့အာဒီ line အဆူတွေကပူပေါင်းမှုနဲ့တင်းပိုက်နိုင်တဲ့အရာတွေကိုကျွန်တော်တို့တီးပွင့်တယ်ကျွန်တော်တို့အခုမြင်နေရပါတယ်ဒါတွေအကုန်လုံးကပြည်သူတွေရဲ့စူတောင်းပေးမှုပြည်သူတွေရဲ့ပါဝင်မှုပြည်သူတွေရဲ့စိတ်ဓာတ်ကြွမှုနဲ့အာဒေါ်လာကြီးမှာပါဝင်နေတဲ့အာလက်နက်ကိုင်ရဲဘော်တွေရဲ့အာတက်ကူပနာလာမှာထားပဲနဲ့တကယ်ကိုစစ်ကူစစ်လက်တူအောင်တိုက်တဲ့ အရာတွေကြောင့်ကျွန်တော်တို့အောင်မြင်မှုတွေတဖြည်းဖြည်းကျွန်တော်တို့ရရှိနေတော့ကျွန်တော်မြင်တယ်ကျွန်တော်2025 2026မတိုင်ခင်မှာတော့ကျွန်တော်တို့အများကြီးဒီထက်အောင်မြင်မှုတွေရရှိမယ်လို့လည်းကျွန်တော်တို့မျှော်လင့်ပါတယ်ဟုတ်ဒါတော့ပေါ့နော်ကျွန်တော်အခုဆိုရင်ချင်းချင်းတော့တပ်ဖွဲ့နဲ့ကျန်တဲ့မဟာမေပူအောင်တပ်ဖွဲ့နဲ့ကနေမြန်မာစစ်ကောင်စီကိုအလဲထုတ်ပြောချနိုင်ခဲ့တာဖြစ်ပြီးမှသူတို့ရဲ့ခလာရည်ချောရှိကိုအပြီးသိမ့်ပိုက်ပြီးတော့မှဖလာမျိုးကိုလုံးစုံထိန်းချုပ်နိုင်ခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်အားလုံးလည်းဗီဒီယိုတွေဝေဆဆန်းနဲ့တွေ့ထားတဲ့အချိန်ပဲ ကျတော့ဒီမာမေပွန်တဖို့ဝင်နေတယ်မြို့မှာကိုစီကိုရဲ့ဒီတပ်ဖွဲ့အလံတွေကိုလွင့်ထူမြို့တော်ပါเนาะမြို့ကိုအနက်လဲပတ်နေတာကိုကျတော့တွေ့ခဲ့ရတာပဲဖြစ်ပါတယ်ဒါကကျတော့တပ်ပေါင်းစုတစ်ခုအနေနဲ့တက်ခဲ့မယ်ဆိုရင်ကျတော့ရနေအလွယ်တကူလေးဒီမြို့တွေကိုဆုံးရှုံးမှုတွေများတဲ့ကြားထဲကနေမြို့မှာရရှိနိုင်တယ်ဆိုတဲ့အကြောင်းကိုသူတို့ကနေပြောဆိုထားတာပြီးတော့မှအားလုံးရဲ့ရည်ရွယ်ချက်အတိုင်း2025မကုန်ခင်မှာပဲကျတို့ပေါ့နော်နေပြည်တော်ထိတည်တင်းပြီးတော့မှ Federal Democracy Lansing ကိုစတင်လျှောက်လှမ်းနိုင်ဖို့စ조사နေပြီဆိုတဲ့အကြောင်းကိုလည်းအတိအကျပြောဆိုလာကြတာပဲဖြစ်ပါတယ် ဟုတ်ပြီကျွန်တော်နောက်ထပ်ဗီဒီယိုသဘောတင်နဲ့ဘောမိုက်ခွဲပေါ့နော်အကြီးစားသကောင်ဖြစ်တဲ့ဘူလလဆွေရနဲ့ပြီးတော့မှသူတို့အနေနဲ့ဒီအင်္ဂလိပ်မေးတန်သင်ပြီးသူတွေပေါ့မှာကိုသွေးဆိုပြီးတော့မှဘယ်လိုမျိုးအမြတ်ထုတ်ဗန်းပြနေလဲဆိုတာကျွန်တော်တစ်ချက်လောက်ချင်းလဲရအောင်နော်ကျွန်တော်ပြောမယ်อืมခင်ဗျားတို့အတွက်ဒီမှာ10မျိုးပါတဲ့ပစ္စည်းတွေရှိတယ်ပစ္စည်းစုံပဲတော့ဒါမြောင်မြတ်ရွာတကုံးမျိုးနဲ့အဲ့တော့တယောက်ချင်းကိုကျွန်တော်မပေးဘူးကိုကကိုဒါကြည့်ကြက်ယူလိုက်တော့ အပုံလိုက်ကြီးထားခဲ့ပြီအဲ့လိုမျိုးကြီးပေးနေတာကလူရှင်းသူရှင်းမှာအချိန်ကုန်တယ်ပြောတာပဲနော်အဲ့ဒါကြီးကိုဗီဒီယိုနဲ့ဓာတ်ပုံနဲ့ရိုက်ပြီးတော့သတင်းစာနဲ့ထည့်ပါအချိန်ကုန်တယ်ကျွန်တော်တို့လည်းအလုပ်တွေအများကြီးလုပ်အောင်ပါခင်ဗျားတို့လည်းမအားဘူးကျွန်တော်လည်းမအားဘူးအကုန်လုံးဒုက္ခရောက်နေကြတာအဲ့တော့အဲ့ဒါကြီးကိုဒီလိုကြီးဒီလိုကြီးပေးပြီးတော့အချိန်နဲ့အကြာကြီးကုန်တာကိုမလို့ချင်ဘူးဒီအပုံကြီးကိုခင်ဗျားတို့ယူလိုက်ကြတော့ ဟဲ့ဗတယောက်တော့40 40ယောက်ဆိုဒီမှာ42ပုံထဲထဲမှာပစ္စည်း10မျိုးပါတယ်စောင်းချင်းတောင်းကောင်းအောင်ကောင်းဆိုတာအကောင်းသားနော်ကိုလိုက်တာနဲ့ဖောင်းလာတဲ့ဟာမျိုးနော်ချင်းတောင်းဆိုရင်ဒီသားသူအိတ်တဲ့နှမိုးခွဲအဲဒါမျိုးပဲနော်အဲ့ဒါလေးတွေအကုန်လုံးမှာတိတာလေးကတောက်ခတ်လို့ရတယ်နော်အဲအဲ့ဒါလေးတွေအကုန်လုံးယူလိုက်ကြတော့အလုံးသဘောပေါက်လားဟုတ်ပါဘူးခင်ဗျားတို့ပြောချင်တာကကလင်းဘိတော့တင်သွားပြီ အားမငယ်နဲ့အားလုံး fighting ဒီကောင်တွေကတော့လူရာနဲ့အားချောင်းတာများများနော်ကျတို့အားလုံးလည်းလိုင်းပေါ်မှာတွေ့ထားကြတဲ့အတိုင်းဘူလီလာဆွေတို့အုပ်စုကနေပြီးတော့မှဒီငလင်ပေးတန်တဲ့ပြည်သူတွေကိုလူရန်တယ်ဆိုပြီးတော့မှဒီမမထုတ်တယ်ဘယ်လိုမျိုးပေါ့နော်အစာ၆တွေကိုဖားလိုက်ပေးတဲ့ပုံစံမျိုးနဲ့တပ်ပုံရဲ့ပြီးတော့မှအနောက်ကိုပြန်ပြေးသူတို့အနေနဲ့ဒီလူရန်မဲ့ပျက်စီးပုံစံနဲ့ပြန်စီနေတာကိုကျတို့အားလုံးလည်းတွေ့တာဖြစ်ပါတယ်ဆိုတော့ဒီကောင်တွေကတော့အဲ့လိုပြည်သူတွေကိုချင်းထက်ပြီးတော့မှသူတို့ နေပါတီမဲဆွဲတဲ့အနေနဲ့ပေါ့နော်အခုလိုမျိုးကျွန်တော်တို့ပြည်သူတွေပေါ်မှာအနိုင်ကျင့်ဘူကြနေတာပဲဖြစ်ပါတယ်ကျွန်တော်ဘက်ကနေဘယ်သူကပြည်သူတွေပေါ်မှာတကယ်ကိုစေတနာရှိပြီးတော့မှအလေးနဲ့ထားပြီးလှုပ်ဆောင်ပေးနေလဲဆိုတော့အလုံးလည်းသိရှိထားတာမို့လို့ဗီဒီယိုတွေအနေနဲ့ကတော့ဒီတော်လိုက်ရင်မှာဘာကြောင့်ထက်ထက်ဝင်ပူပေါင်းပေါ်နေလဲဆိုတော့ကျွန်တော်အလုံးလည်းတွေ့တာဖြစ်ပါတယ်။အခုဆိုရင်စစ်ကောင်စီနဲ့ချိုးသူစစ်ပွဲလုပ်နေကြတဲ့အုပ်စုတွေကနေပြတော့မှလည်း2025ဒီဇင်ဘာလမှာမြို့လိုက်ကျင်းပဖို့ယူနေတဲ့ရွေးကောက်ပွဲမှာနေရာတနေရာစာရရှိဖို့အစွမ်းကုန်စူးစမ်းနေကြတာပြတော့မှ ငလင်ပေးတာဆိုရင်သူတို့အတွက်ပေါ့နော်ချစ်ကောင်းပဲဆိုပြီးတော့မှအခုလိုမျိုးလုပ်လာကြတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အပါသမီးစစ်ဘောမကနေပြီးတော့မှလည်းပေါ့နော်ကျွန်တော်တို့ဒီတော်လိုင်းတဖို့ဝင်နေတဲ့စစ်ကောင်စီတို့ကြပြစ်ခတ်ရဆက်တင်ပြီးဆိုပြီးတော့မှအားချောင်းပြောဆိုထားတာလည်းကျွန်တော်စစ်ပြီးတော့မှခြေလက်ရအောင်နော်ဇပွဲဝိုင်းပေါ်မှာစင်းနေတဲ့အချိန်ကိုရောက်နေပြီရှင့်အဲ့တော့သပွဲဝိုင်းပေါ်မှာဆွေးနွေးတင်ပါပြီကျမတို့နိုင်ငံအဲတီရင်းစစ်ကြောက်မှု အဆုံးစွန်ထိအောက်ကိုနှိမ့်ကြနေပါတယ်အားလုံးမှာတာဝန်ရှိရအခုလိုမျိုးစိတ်မချမ်းသာတဲ့အချိန်မှာကွာတိုက်ပွဲတွေတိုက်ပွဲတွေလုပ်နေရအဲ့ဓာတွေကိုလည်းရက်တင်ပါပြီအားပေးနေတဲ့လူတွေလည်းရက်တင်ပါပြီအခုလာပြန်ပြီ silent the bay ဟိုလိုဒီလိုတကြံမလုံးနဲ့ဟိုနှစ်ဟောင်းကအညစ်အကြေးတွေကိုရေနဲ့ဆေးကြောတယ်လို့အဲကျမတို့ ရင်ကျေးမှုအရာယုံကြည်မှုရှိတာပေါ့နော်အဲ့ဒီခါကျတော့ကခုံတိမုတ်တွေမလုတ်ပြီမယ်လေတချံဆိုတာလုတ်တက်ပါတယ်ရှင်အမ်ဖြစ်ဖြစ်ရေပတ်တာတို့ဖုံးကြောက်တော့အခုဆောက်တာတို့အဲတချံမှာလုံနေကြတိုင်းပေါ့တပြေခက်လေးနဲ့ရေပတ်တာတို့အဲ့ဒါတွေကလုတ်တက်ပါတယ်ရှင်အဲကျမတို့ရင်ကျေးမှုမတိမ်ကောစီဖို့တချံကိုရက်တက်လိုက်တာကိုကျမသိမ့်မကြိုက်ဘူးအဲ့တော့သူတို့ကငကူတွေကတချံကိုရက်ချင်တယ်ကျမတို့ UNESCO မှာတချံ ယူနက်စကိုမှာဝင်ထားပြီးသားမြမရွေရတချံဆိုတာယူနက်စကိုမှာဝင်ထားပြီးသားလေအဲ့ခါကျတော့တချံကိုရက်တက်စေခြင်းတဲ့လူတွေအရင်များပါတယ်ရှင်အဲရေဒီပတ်တယ်ကောဟိတယ်ကခုံနေပါညာပေါ့အဲ့လိုပြောတာအေးဟုတ်တယ်အော်ဟိတယ်ကခုံနေလူတွေတေလို့ရက်မယ်ထားလိုက်ဒါပေမဲ့တကြံမြမရိုးရပုံစံအတိုင်းရေမွေးလေးနဲ့ရေဖြန်းတာတို့ကလေးတွေရေပက်တာတို့အဲ့ဒါတွေကိုခွင့်ပြုပေးရမယ်အကုန်လုံးကအဲလူတွေတည်လို့ဒါဟုတ်မလုပ်ရဘူးတော့ မလုပ်စေချင်ဘူးရှင်။ပြီးလို့ရှင်ငင်းချမ်းရေးအတွက်စပွဲဝိုင်းမှာဆွေးနွေးတွေ့မိလို့မထင်ဘူးလား။ဟွန်းဟိုတော်လေးတော့နောက်ကျန်နေပြီနော်။တပုံဘက်ကထိုးစစ်တီလောက်လာတယ်။ဟုတ်ပြီတပုံကလည်းမြမာပြည်ကလူတွေမဟုတ်ဘူးလားရှင်။မြမာပြည်ကလူတွေဖြစ်တဲ့အတွက်မြမာပြည်ဘက်ကိုနည်းနည်းတော့ငှက်ကြည့်ပေးပါ အခုလိုမျိုးအားလုံးဒုက္ခရောက်တဲ့အချိန်မှာဇပွဲဝိုင်းမှာဆွေးနွေးသင့်နေပြီလေအဲလူတွေအများကြီးစတဲ့ပြီးသွားပြီဘာလို့ထိုးဆေးရရမှာလဲအခုချိန်ထိပေါ့နော်အပြက်ခက်ရဆဲတဲ့ဆူပါမကျင်းရထားတဲ့မြောင်းလေတို့အစုကနေပြည်မနေစင်နဲ့မြကျွန်တော်တို့ပြည်သူတွေပေါ့ဘုံကျဲတက်ခိုက်မှုတွေလောဆောက်နေတာကြတော့ဒီကောင်တွေကဖုံးပြီးနေတာပဲဖြစ်ပါတယ်အခုဆိုရဲကျွန်တော်တို့တော်လိုင်းရဆူတွေဘက်ကနေပြတော့မှစစ်ကိုစစ်နဲ့တူအောင်တိုက်ပြီးတော့မှအောင်ပွဲရရှိနေတဲ့အချိန်မှာသူတို့အချိန်နေမှာ100တော်တိပြီးတော့မှ အပြစ်ခတ်ရေးဆက်မဲ့ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ပြောဆိုလာကြတာပဲဖြစ်ပါတယ်မြောက်လိုင်းရင်လည်းကျတို့ပြည်သူတွေပေါ်မှာဆက်လက်ပြီးတော့မှယုံမာနေဆက်ဖြစ်ပြီးတော့မှဒီရုရှားကိုညီနဲ့ခုဆိုရင်ကျတို့နျူကလ িয়ার ပေါင်းဖို့တွေတိဆောက်ပြီးတော့မှကန်းကွန်မိုက်မယ်ဆိုတဲ့သဘောမျိုးနဲ့လှုပ်ဆောင်ပြလာတာကိုကျတို့တွေ့ရပဲဖြစ်ပါတယ်ကျတို့ဘက်ကနေပြီးတော့မှအဆုံးစွန်ဒီပေါ့နော်ဒီတော်လေးမောင်မြင်မချင်းပြည်သူတွေနဲ့ရှောက်လန်းပြီးတော့မှဆရာနဲ့ရှင်စနစ်ကိုဖြိုချမယ်ဆိုပြီးတော့မှပြောဆိုထားကြတာမလို့ဒီပေါ်မှာ lobby တိုက်အနေနဲ့အခုလိုမျိုးဆက်လက်ပြီးတော့မှသူတို့တိုက်တဲ့မရှုံးချင်ဘူးဆိုတော့ကျတို့ပြည်သူဘက်ကနေပြီးတော့မှ လက်ကမ်းခေါ်ရနေတဲ့အချိန်မှာပဲအများဆုံးပူပေါင်းပေါင်းကိုတင်နေတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ဆုံးဗီဒီယိုတပုတ်နေနေပါတော့ကျွန်တော်ကလည်းပြတော်မြို့သိန်းအောင်ပွဲတွေရရှိနေတဲ့အချိန်မှာဖန်ဆီရမြည့်တဲ့စစ်တုံးပန်းတွေကမြန်မာမျိုးမြန်ငယ်လေးတွေနဲ့ဖြစ်နေကြလို့ကိုစီကလည်းပြတော်မအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့မှဘလိုမျိုးတွေပြောထားမလဲဆိုတာဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်တေရဲကောင်တွေထွက်ခဲ့ဆိုပြီးတော့နီးပြည်သူကိုရဲရဲဆက်ဆက်လုံနေတဲ့အချိန်မှာအခုတက်မှ89ဆိုပကုံးမှာနော်ပြည်သူတွေအစိုးရအပြုံလိုက်ကိုပြစ်တက်သွားတာဒီ လောက်လေးဘွားပဲရှိတဲ့တပိတ်စကန်းကို RPG နဲ့တက်ထုတ်ပြီးတော့မြို့လေကောင်မှာเนาะတပုံတမြအကြမ်းဖက်စကန်းဝင်စီးသလိုဝင်စီးပြီးတော့အဲ့ဒီအချိန်မှာဘာလက်နက်မှမရှိပဲတဲ့ပြည်သူကိုရဲစဲပြစ်ထက်ခဲ့တာအခုတက်မ89ကိုဝဲပါเนาะအင်းတော်မှာအကုန်ပြီးတယ်မတာပေါ်လက်ကောင်ပေါ်ရတယ်150လောက်ပြီးတယ်ပြီးလို့ရှိရင်ဒီတက်မဘူကိုတိုင်းမိတယ်မိတဲ့အချိန်မှာကျွန်တော်မတတ်ပါနဲ့မျက်နှာငယ်နဲ့တန်ဘိုးချင်းလေဘယ်နေရာကွာလဲဆိုတော့နေအောင်ကြည့်တယ်အဲ့ဒါဘယ်နေရာကွာဆိုအခုတော့ဖမ်းမိတဲ့အချိန်ကျွန်တော်တို့ PDF ဘက်ကတော့ကလေးတွေကို စစ်တပ်ကဖမ်းပြီးတော့ထုတ်ရိုက်ထားရင်မျက်နှာဟာတော့သကောလို့ဖြစ်နေတယ်နော်ဟုတ်တယ်နော်ကေမှုတ်နေတယ်အခုဒီကောင်နေစောက်ပတ်ကြည့်လိုက်ခေါမမအေးစေမဲ့ဒါပေမဲ့အဲ့ဒီအချိန်မှာ PDF ကလေးတွေနောက်ဆုံးထွက်တဲ့အထိသူတို့မျက်လုံးမှာကြောက်တဲ့နေရာပတ်လာအသေးလားခံခံအောင်လည်းမျက်လုံးကိုအိမ်ကိုကြည့်လိုက်ဒီကောင်နေစောက်ပတ်ကိုကြည့်ဟမ်တောင်မုံဆုံးမအယောက်ကတွတ်ဆုပ်ရုံနဲ့ကျွန်ဆုပ်တဲ့တရက်စီရအောင်တာနာလေးတွေဖြစ်နေတဲ့ရုပ်တွေကြည့်လိုက်။အဲတမ80တမမှုဆိုကျွန်တော်မတက်ပါနဲ့။ဟုတ်လား။ကိုလေးကျတော့အရန်ကြောက်တတ်တယ်ဟုတ်လား။ ဲ့တော့ကိုယ့်လက်ကိုကိုယ့်ထိမှကြောက်နေချင်းတည်သူဆိုတဲ့နေရာမှာလဲအော်တာငါတို့မိဘငါတို့ညီကိုမောင်တို့ကငါတို့ဆွေမျိုးသားချင်းဆိုလဲစိတ်ကလေးကိုတွေးလိုက်ကြရင်ဒီလိုဖြစ်လာကြအကြောင်းရှိဘူးလေအဲ့တော့အာနာယူတွေခက်ထားတယ်ဆိုတာဒီလိုကျုံယူတွေများနေလို့နော်အခုမှဒီခေါင်းတယောက်ဆိုရင်50တော့60တော့အရွယ်တွေနော်ဒါအိမ်မှာကောင်းကောင်းမို့ဘုရားနဲ့တရားနဲ့နေရမယ့်အရွယ်တွေဒါပေမဲ့ကြည့်လိုက်တနာစရာအကြောင်းရှိဘူးလူများသမင်းစားတာအတိတ်တရားရှိရမယ်နော်လူငယ်ပို့လို့အမားမှန်ကိုမခွဲခြားနိုင်တော့အဲ့ဒါလိုအရွယ်တွေအမားမှန်တိတိနေတယ် ဒီရွယ်မှာအမှန်မှပတင်းဆိုတတ်လိုက်တာအကောင်းဆုံးပဲဘာလို့လဲမြန်မာနိုင်ငံအတွက်စံကုန်တယ်ပြည်လေးတဲ့ဒီလိုအောက်တန်းကအတိအကျမဲ့တဲ့လူမျိုးတွေဒီနိုင်ငံမှာများနေဟဲ့ဒီနိုင်ငံနဲ့မောနေကျွန်တော်အဲ့လိုဖြစ်နေကျွန်တော်ရှင်းထုတ်ပြတာတကယ်ပြောတာဒါပုံမှန်လေးမဲ့ဟုတ်တယ်မလားဘာလို့လဲတနောက်တော့အမှန်နဲ့အမှန်ဖြစ်နေတဲ့ဘွဲမှာဒီမတရားမတည့်ရတဲ့တန်းနဲ့ဒီဘက်ကနေနော်အသေးလေးအတက်အတက်နဲ့ရင်းပြီးတော့ဝိုင်းတာပေါ်တယ်မတရားမှုယူဟောတကယ်ပြဖမ်းပြီးတဲ့အချိန်မှာမျက်နှာမွေးမျက်နှာပြာနဲ့ဟမ်လှုပ်လှုပ်ပုံကြီးအဲ့လိုခံယူချက်ချင်းကွာတယ်ဆိုတာအမှန်တမန်နေတဲ့လူနဲ့အမှန်ဘက်မှာနေတဲ့လူအဲ့ဒါကြီးကွာလား ကိုစီရတော့ဒဲကိုပြောလိုက်တာနော်ကိုစီပြောတော့တာတော့ကျတို့ဖလန်မျိုးနဲ့အင်းတော်မျိုးတင်းနဲ့ပွဲမှာဖန်ဆင်းမိတဲ့စစ်တုံးပန်းတွေရနေပြီးတော့မှသူတို့မတက်ပါနဲ့ဆိုတဲ့ပုံစံမျိုးနဲ့အတနာခံပြီးတော့မှပေါ့နော်ပြောဆိုနေကြတာပြီးတော့မှကျတို့ဘက်ကတော်လိုက်တဖို့ဝင်နေသူတို့အနေနဲ့ဖန်ဆင်းမိတယ်ဆိုတော့ထူးချိတ်ပြီးတော့မှဒီနည်းမျိုးစုံနှိစက်ပြီးတော့မှနောက်ဆုံးတက်ဖြတ်လိုက်တာကိုကျတို့တွေးကြည့်မယ်ဆိုတော့ဒီကောင်တွေကတော်တော်လေးကိုယုံပါတယ်လို့ပြောမှာပဲဖြစ်ပါတယ်အခုဆိုရင်ကျတို့အနေနဲ့ပြီးသူတွေဘက်ကနေပြီးတော့မှတောင်းမှစံကုန်မြည်လေးတဲ့ဆိုပြီးတော့မှပေါ့နော် ပြောဆိုနေကြတာမို့လို့အများဆုံးရှင်းပြတင်းတယ်ဆိုတော့ကျွန်တော်တို့တောင်းဆိုမှုတွေလည်းမကြခဏဆိုလို့တွေ့ရတာပဲဖြစ်ပါတယ်ကျတော်တို့ဒီတမ89တမမိုးအစွန်လဲကျတော်တို့ဒီတပိတ်မျိုးစုံကိုဖြိုခွင်းတဲ့နေရာမှာအဓိကဥဆောင်တဲ့သူအနေနဲ့ပုံဝင်ခဲ့တာမလို့ကျတော်တို့ဘက်ကနေပြီးတော့မှသူ့ကိုဘယ်လိုမျိုးပြစ်ဒဏ်စီရင်သွားမလဲဆိုတော့ဆောင်ချက်မှာပဲဖြစ်ပါတယ်မြို့ပပီသူတရားလုံးအနေနဲ့ကတော့စစ်ကောင်စီနဲ့သူတို့ဖစ်ဆီအာနာရှင်လူသူစုပေါ်မှာနှာချစ်ချစ်တွေများနေတာဖြစ်ပြီးတော့မှဒီကောင်တွေကတော့ကျတော်တို့ဘလော့ပဲပေါ့နော်စေတနာထားပြနေပါစေကွန်ပျူတာဆိုရင်ဆွေမျိုးသားချင်းတွေလို့တောင်းပါ ိုချင်းမစာနာပဲနဲ့ပြန်ပြီးတော့မှတဖက်ပြနေတဲ့အုပ်စုတွေပဲဖြစ်ပါတယ်ကျတို့ဒါကြောင့်မလို့ဗီဒီယိုတရားလုံးအနေနဲ့ဒီတော်လိုင်းမှာထက်ထဲဝင်ပူပေါင်းပုံရင်နဲ့ deficit anation စနစ်ကိုကျတို့တခါတည်းပေါ့နော်အလဲထုံးနိုင်ဖို့ဝယ်ဝင်စူးစမ်းကြပါဆိုလို့ပြောရတဲ့ကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီညမှာပဲဆုံးသတ်ချင်ပါတယ်စာဆုံးကျေးဇူးပေးကြတဲ့မြို့ပါဗီဒီယိုများအလုံးအထူးကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ကျေးဇူးချင်တဲ့ပြေဆုံးပြီးတော့မှတဘောဝဘေးရနေမြို့မြို့နဲ့မြောက်လိုက်မေးပေးတာနဲ့ကိုယ်ပြီးတော့မှတရားချင်းနဲ့ညလေးပန်ဆိုင်ကြပါစေလို့ကျွန်တော်ဒီညကနေစုံခေါင်းတောင်းပေးလိုက်ပါတယ်